ရှင်ဘုရားရဲ့တဆူရဲရှိတယ်။ကျေစုအနောက်ရွာနာကကြောက်စိမ့်စီတို့။အင်းတို့လည်းမှကျေစုပါလေ။ကိုရောက်ရှိနေတာကတော့ကြောက်စိမ့်စီတို့ကိုရောက်ရှိနေတာမဖြစ်ပါလေ။ကျမတို့တို့သွားပို့ကြအောင်နော်။ ဟုတ်ကဲ့ပါရန်ကုန်တိုင်းဒေသကြီးတကုံမြို့တဲတောင်ပိုင်းမြို့နယ်146ရပ်ကွက်ကျေးဇူးအနောက်ရွာတဲအတွက်မှာတည်ရှိနေတာပါ1380ခုတရင်ကျွလပြည်ကျော်နေရတောက်ကြနေနိုင်အော်တမားရည်တာကြောင့်လဲဆရာတော်ဗတ္တနာဩဘာတာမှာဦးစီး၍ပနဲ့ရိုက်မင်္ဂလာပြုလုပ်ခဲ့ပြီးတစောင်းမိုးလပြည်ကျော်နေရစနေနေ့မှာအုံပြချခဲ့တာပါပင်မစည်တော်ကြီးတစ်ခုလုံးကိုကြောက်စိမ့်ခေါ်တွဲထွက်ကြောင်များနဲ့လက်ရသေးသွားတိဆောက်ထားပြီးမုတ်လေးဘက်ပါရှိပါတယ်။ရန်ကုန်တိုင်းလုံးမှာတဆူတည်းရှိနေတာပါ။ ။ဘယဝမှာအတန်တင့်ကျဲဝုံးကလာပြီးလာကွယ်နေပွဲတော်ရမြနိုင်လူတူးမပေါအောင်စီကားလှပါတယ်။လန်ခီမှာအတန်ငယ်လှမ်းတော်လဲမန္တလေးရှိကျောက်စိမ့်စီတော်တို့မရောက်နိုင်သေးရင်ယခုကြည်စုအနောက်ရွာရှိကျောက်စိမ့်စီတော်တို့လာရောက်လေ့လာပြုမြော်နိုင်ပါတယ်။ဇေယီတော်ကိုကျောက်စိမ့်နဲ့ပုံပေါ်လာပြီးရွှေဖောင်းရမြနဲ့မောမန်ထားတာကပုံမူတက်ပဲအမြင်တင်သွားစီကပထမပစ္စည်းရနိုင်ရွှေရောင်ကြောက်ပြားများနဲ့အတိဖြစ်နေတာက ခြေတော်ပေါ်ကကြောက်စိမ်းတို့ကြီးတင်တော်သလိုပဏ္ဏရလာပါတယ်။ဇေယျတော်ဝန်၌ဖြာရီပိဖျားမှလည်းရတ်တော်မူဖြစ်ကအတန်အသင့်ကြီးမားလာပါတယ်။အာယုံကံတစောင်းနေ၌ကြောက်စိမ်းစီရီငယ်များဗုဒ္ဓရုပ်ပေါ်တော်များနှင့်အထိတ်ထန်ဆုတောင်းလို့ရတယ်။ကြောက်စိမ်းတို့ကြီးကိုလည်းမြင်တွေ့ရပါပါ။ ပွဲများစွာပေးထားတဲ့အတိတ်ထအောင်သောနဂါမေတော်ယုထုလည်းရှိပြီးအနာတပိဇောတိကတထေဝိတာခနှင့်ဆရာဇီဝကားတို့လိုယုထုများကိုလည်းပဂတိလူကိုရထုလုပ်ကြပါသေးတယ်။ကျောက်စိဘူဘူးကြီးဖြင့်အရှင်သာရိပုတ္တရာရှင်မာမောကလံစသော လဝဲလရာယံနှင့်ရှင်အာနနာမိလေးတော်ကောရမီနှင့်ယတောရိယာစသောဖျားရှင်ဤဆွေမျိုးတော်ယုထုများလည်းထားရှိပါသေးတယ်။ကြီးမာလာသောကျောက်စိနှုံးကြီးပေါ်မှာဇေဒီငယ်တစုကိုတည်ထားပြီးတန်ကုန်ပမာယ ဖျားငါးစုလည်းတွေ့ရအောင်ပါပါကြောက်စင်းစည်းရောဘွဲတော်ပါရှိသည့်အတိုင်းကြောက်စင်းဖြင့်ပြုလုပ်ထားသောငကားပလင်ခံရုပ်ပွားတော်မှလည်းညားစွာအံ့ဩမေတ္တာပွဲကောင်းလာပါလေကြောက်သားဖျားမြဖျားရွှေသားဖျားများမှလည်းထိုင်တော်မူရှိနေကတပ်ပင်လာပါလေမာရောမြန်နှံ့နဲ့နန်းနှံ့မှာတော့တားစုပန်လို့ရကအထိတ်ထန်အောင်နယ်လို့လက်တွေ့ပြုလုပ်ခဲ့သူတဦးထံမှလည်းသိကြရပါသေးတယ်လာရောက်ကဆန္ဒပြုကြဖို့ကိုလည်းဖိတ်ခေါ်ပါလေအပြင်ဘက်၌ရှေးဥပကုဒ်ဆန်ကြောင်းလည်းရှိပြီးချောင်းကျင်းကလေးနဲ့ပနံရနေတာက အမှန်မှာယခုလိုရန်ကုန်တိုင်းလုံးမှာတဆူတည်းရှိသောကျောက်စိစီတော်ကြီးဟာဘိုးအိမ်မှာမိတ်ဆွေများမလာရောက်နိုင်စေကမူယခုဗီဒီယိုကြီးကဘိုးတူတာနဲ့ကုသိုလ်များရရှိနိုင်ကြပါရန်အင်တိုဘလော့မှာတင်ဆက်ပေးလိုက်ရပါတယ်။